မြန်မာနိုင်ငံသားရင်းအတွက်ဘယ်တော့မှမလူတော်ဘူးပြောပြီးငလင်းပင်အတွက်တင်းထထောင်ကျော်လူရန်လိုက်တဲ့စမိုင်းရန်ကုန်ဆယ်လီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်စမိုင်းကတော့လက်ရှိချိန်မှာအမေရိကန်မှာအခြေချနေထိုင်ပြီးတကယ်ကိုကြီးကြီးတက်ချမ်းသာနေတဲ့သူတော်ဆိုတာပရိသတ်တွေအားလုံးသိရှိပြီးသားဖြစ်မှာပါလွန်ခဲ့တဲ့6လကျော်ကမြန်မာနိုင်ငံတဝန်းမှာရှိကြီးကြီးရှမ်းမိုးတွေဖြစ်ခဲ့တာလဲပရိသတ်တွေခန်းစားသိရှိခဲ့ရမှာပါအဲဒီတုန်းကတက်ကုန်းတစ်မျိုးလုံးပျက်စီးလူနေပါဖြစ်ခဲ့ရတာဖြစ်ပါတယ်နေပြည်တော်ကတီက ိုက်ခံစားမှုအများဆုံးမြို့လူတော်ပြောမယ်ဆိုရင်မှားမှားပါဘူးအဲ့ဒီလိုတနိုင်ငံလုံးအတိုင်းတာနဲ့ရည်ကြီးရည်ရှမ်းခဲ့တော့ကလည်းမြန်မာနိုင်ငံကအမှုပညာရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပြည်သူပြည်သားတွေအကုန်လုံးကမိမိတက်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းပြီးလူဒန်းမှုတွေကယ်ဆယ်မှုတွေများစွာလုပ်ခဲ့ပါတယ်ဒီလိုလုပ်ခဲ့တဲ့အချိန်မှာစမိုင်းကလည်းမနေသားပဲသူတက်နိုင်တဲ့ဘက်ကနေအလွန်ငွေပေးခဲ့ပါတယ်ဒါပေမဲ့စမိုင်းလူဒန်းရဲ့ငွေကသူ့အတွက်မပြောပါလောက်တဲ့ငွေဖြစ်ပြီးပရိသတ်တွေလုံးဝမထင်မှတ်ထားတဲ့ငွေပမာဏဖြစ်ပါတယ် စမိုင်းကရည်ကြီးရေရှမ်းမှုခံစားနေရတဲ့ပြည်သူတွေအတွက်ငွေကျပ်350ဒီဒီလူတန်းလိုက်တာပါ။ဒါကြောင့်အလုံးကအံ့ဩနေတာပါ။စမိုင်းအနေနဲ့ကြီးကြီးတက်ချမ်းသာပြီးဒီသိန်း50ဆိုတာမပြောပလောက်တာဖြစ်တဲ့အတွက်မြန်မာနိုင်ငံကလူတွေပေါ်မှာစိတ်ဒနာမရှိဘူးလားလို့ပြည်သက်တွေကထင်မြင်ခဲ့လို့စမိုင်းအနေနဲ့လေသူကိုဒီလိုဝေဖန်တာတွေကိုဒေါသထွက်ပြီးနောက်တစ်ခါမြန်မာနိုင်ငံကလူတွေဘာဖြစ်ဖြစ်လက်မကြည့်တော့ဘူးဘယ်တော့မှမလူတော့ဘူးဆိုပြီးစကားကိုအပြက်ပြောခဲ့တာဖြစ်ပါတယ်။ဒါကြောင့်တချို့သောသူတွေကလည်းစမိုင်းပေါ်မှာညှို့ညင်သွားခဲ့တာဖြစ်ပြီးသူ က်ကလှူဒန်းမိအလူငွေတွေကိုလည်းလိုချင်စိတ်တောင်မရှိတော့တဲ့ဒီဖြစ်ခင်ရတာဖြစ်ပါတယ်။တကယ်တကယ်မှာတော့စမိုင်းကမြန်မာပြည်ကသူတွေဒုက္ခရောက်နေတဲ့အချိန်မှာလက်ပိုက်ပြီးတော့ကြီးမနီးခဲ့နိုင်ပါဘူး။မလ28ရက်ကဖြစ်ပွားခဲ့တဲ့ In Aristas K 9.8အစဉ်ရှိငလင်ကြီးလောက်ခတ်တဲ့အချိန်မှာစမိုင်းကလည်းပေးတည်နေတဲ့ပြည်သူတွေအတွက်တထောင်တနီယာကနေပါဝင်လာခဲ့ပါတယ်။အဲ့ဒီငလင်ကမြမသမိုင်းနှစ်တရာကျော်မှာအကြီးမားဆုံးငလင်လှုပ်ခတ်မှုဖြစ်ခဲ့တဲ့ဆိုရင်လည်းမမပါဘူး။မြန်မာနိုင်ငံတော်မှာရှိတဲ့ အထင်ကရစီဒီပတူចောင်းကန်စင်ရဲ့တန်ဃာတော်များစွာဆုံရှုံခဲ့ရတာဖြစ်ပြီးပြည်သူပေါင်းထောင်နဲ့ချီတည်ဆုံခဲ့တာဖြစ်ပြီးတန်내ကြီးငလင်ဘေးဒဏ်ကိုခံစားနေခဲ့ရတာဖြစ်ပါတယ်လက်ရှိအချိန်ထိမန္တလေးနေပြည်တော်နဲ့စကိုင်းမြို့မှာရှိကြတဲ့ပြည်သူတွေကမိမိအိမ်နောက်မိမိမနေရဲပဲအိမ်အပြင်မှာထွက်ပြေးနေရတဲ့အထိဖြစ်နေခဲ့တာဖြစ်တယ်လို့မန္တလေးနဲ့စကိုင်းမှာတချို့နေရာတွေမှာအပုံနှံထွက်တဲ့အထိဆိုးရွားတဲ့ဒဏ်ကိုခံစားနေရတာဖြစ်ပါတယ်ဒီလိုငလင်ဒဏ်ကိုခံစားနေရတဲ့ပြည်သူတွေအတွက်တတိမကြီးစမိုင်းကငွေကြက်သိမ်း ်ပေါင်း1113သိန်းကိုလှူဒန်းခဲ့ပါတယ်။သူကတော့စက်တမီငိမ့်ဖို့အတွက်1113သိန်းလှူဒန်းခဲ့တာဖြစ်တယ်လို့ပြောပြလာခဲ့ပါတယ်။ဒါအပြင်သူကိုကိုယ်ကနေကြားဆရာတော်ကြီးစီမှာလည်း ငွေကြမ်း3500 DD ကိုလှူဒန်းခဲ့ပါတယ်။ဒါကြောင့်စမိုင်းကငလင်တန်းတင်ပြည်သူတွေအတွက်ငွေကြမ်းသိန်းပေါင်း1617သိန်းကိုလှူဒန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးစမိုင်းဘက်ကမထင်မှန်ထားလောက်တဲ့ငွေပမာဏကိုလှူဒန်းခဲ့တာဖြစ်လို့အားလုံးကလည်းအံ့ဩနေကြတာဖြစ်ပြီးစမိုင်းလှူဒန်းခဲ့တဲ့ငွေပမာဏဟာတထောင်တနီယာမှာတော့တည်ကြပေါင်းအသုံးဝင်မှာဖြစ်တယ်လို့လည်းမှတ်ချက်တည်ပြုနေခဲ့ကြပါတယ်။မလှူတော့ဘူးဆိုပြီးသိန်းပေါင်းထောင်ကျော်လှူဒန်းလိုက်တဲ့စမိုင်းပေါ်ပရိသတ်တို့ရောဘယ်လိုတွေထင်မြင်မိလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်။